ယောဂီသူတို့ကောင်းတို့အခုချိန်ကစပြီးတော့မိမိတို့ဤပဒါနအလုပ်ဖြစ်တဲ့တရားအထုတ်တဲ့အလုပ်တရားနှလုံးသွင်းတဲ့အလုပ်ကိုဆက်လက်ပြီးတော့ကြိုးစားအထုတ်ကြရမှာဖြစ်ပါတယ်ကြက်ယခုချိန်ဟာတရားအထုတ်ဖို့အသင့်လျော်ဆုံးအကောင်းဆုံးအချိန်ပါပဲ။ အဲ့ဒါကြောင့်ကြိုကြိုစားစားနဲ့အထုတ်ကြပါဤဤကဲ့သို့တရားအထုတ်တယ်တရားနှလုံးသွင်းတယ်ဆိုတာကမိမိတို့ခန္ဓာအပေါ်မှာတရားအထုတ်ရတာတရားနှလုံးသွင်းရတာဖြစ်ခြင်းကြောင့်ခန္ဓာကိုဉာဏ်နဲ့ချုပ်ရပါတယ် ခန္ဓာကိုဉာဏ်နဲ့ကြည့်ရပါတယ်။အေးအဲ့ဒီတော့ခန္ဓာကိုကြည့်တဲ့အခါကျတော့ခန္ဓာက၅ပါးရှိတော့၅ပါးလုံးကိုတပြန်နဲ့ကြည့်လို့ရတော့မရဘူးယောဂီတို့။တပါးစီကိုသာကြည့်လို့ရတာပါ။ယုတ်ကိုရှုမဲ့ယောဂီကယုတ်ကိုရှုရတာပေါ့။ ဝေဒနာဆိုလို့ရှိရင်ဝေဒနာကိုရှုရတာပေါ့စိတ်ဆိုလို့ရှိရင်လည်းပဲစိတ်ကိုရှုရတယ်ဆိုဆိုတော့မိမိတို့ခန္ဓာမှာညာနဲ့ကြည့်လိုက်တဲ့အခါကျတော့သိတာတဲ့သဘောထင်ရှားတဲ့သဘောဆိုတာရှိပါတယ်။အေယောဂီတို့ရှုရမယ့်အာယုံကထင်ရှားတာလည်းရှိပါတယ်မထင်ရှားတာလည်းရှိပါတယ် အဲ့ဒီတော့ထင်ရှားရာကစပြီးတော့ရှုရတာပေါ့ယုတ်ကထင်ရှားတယ်ဆိုလို့ရှိရင်ယုတ်ကထင်ရှားသို့မဟုတ်မိမိတို့ကတရားရှုနေတဲ့ယောဂီတွေပါအေးမိမိတို့ရှုနေတဲ့အလေးအကျင့်အလေးအထားဆိုတာလေးရှိပါသေးတယ်ကိုရှုနေတဲ့ရှုနေကြတတိပဌံ တပါးပါးကိုရှုပါမှရှုလို့ဉာဏ်ရတယ်ဆိုလို့ရှိရင်မိမိတို့အဲ့ဒီရှုနေကြတတိပဋ္ဌာန်ကိုပဲဆက်လက်ပြီးတော့ဒါရှုပါဘာကိုရှုရမလဲဘာကိုမရှုရဘူးအဲ့ဒါလို့မဟုတ်ပါဘူးမိမိရှုနေကြရှုလို့ဖြစ်တယ်အစဉ်ပြေတယ်ဆိုလို့ရှိရင်အဲ့ဒီတတိပဋ္ဌာန်ကိုဒါရှုရမှာပဲ တချို့ကရုပ်ကိုရှုမှတချို့ကဝေဒနာကိုရှုမှအချို့ကလည်းပဲစိတ်ကိုရှုပါမှစသဖြင့်မိမိတို့တရားရှုတဲ့အခါကြတော့ကိုရှုနေကြအရှုခံအာယုံကိုအလုံးယောဂီသူတို့ကောင်းတဲ့ထိထိမိမိဖြစ်အောင်ဒါကြိုးစားအထောက်ကြဖို့လိုပါတယ် အသက်ကိုမှန်မှန်ရှုမှန်မှန်ဆိုင်အောက်မထားနဲ့ပြုပြင်ပြီးတော့မရှုမဆိုင်ရပါဘူးယောဂီတို့ရှုနေကြအတန်းရှုနေကြအတန်းဆိုင်နေကြအတန်းပဲမှန်မှန်ရှုမှန်မှန်ဆိုင်စိတ်ကိုအေးအေးထားစိတ်ကိုအေးအေးထားပါဗျာမများနဲ့ ဟိုအရှုကမလို့လို့ဒီအရှုကမလို့လို့အဲ့တလို့မဖြစ်စေနဲ့စိတ်ကိုအေးအေးချတည်တည်ငြိမ်ငြိမ်ချဥဒကစိတ်တသံဗဟန္တနာစိတ်တဲ့ဥဒကစိတ်တဆိုသည်မှာ တက်ကြွတဲ့စိတ်ရှိရပါတယ်စိတ်ကိုတက်တက်ကြွကြွထားသံဗန္တနာစိတ်တဆိုတာက စိတ်ကိုရှင်ရှင်လန်းလန်းထားရပါတယ်စိတ်ထဲမှာအငြိအတန်အနှောင့်အယှက်အကန့်အကွက်ဘာမှမရှိပါစေနဲ့မရှိပါစေနဲ့ဤအဲ့ဒါကြောင့်အာလုံယောဂီသူတော်ကောင်းတို့မိမိတို့ရုပ်ကိုယောစိတ်ကိုယောပြုပြင်ပြီးပြီဆိုတဲ့အခါကြတော့အရှုခံပေါ့ အရှုခံကယောဂီတို့ခန္ဓာပါပဲခန္ဓာ၅ပါးရှိတဲ့အ ਨੇ ကဘုရားကိုယ်တော်မြတ်ကြီးကတတိပဋ္ဌာန်ပါဠိတော်မှာ၄ပါးပေါင်းပြီးတော့ဟောပါတယ်၄ပါးပဲဟောပါတယ်အကျဉ်းချုပ်ပြတာပေါ့ဗျာယုတ်ကိုရှုရင်ကာယ ानु ပတ္တနာတတိပဋ္ဌာန်လို့ခေါ်ပါတယ် ဝေဒနာကိုရှုရင်ဝေဒနာနုပတ္တနာလို့ခေါ်ပါတယ်စိတ်ကိုရှုစိတ်ကယောဂီတို့အရှုခံတရားအနေနဲ့ယောဂီတို့ဇာယောဂလိတွေရထပါတယ်ဧတေစိတ်အိန္ဒေစိတ်စသဖြင့်ပေါ့ဝေဒနာဆုလို့ရှိရင်လည်းထုတ်တူပေါ့ဝေဒနာအရှုခံကိုယောဂီတို့ရထတဲ့ဇာယောဂလိတွေမှာရှိပါတယ် ဤဧတလူအတိုင်းပါပဲတဲ့စိတ်ကိုရှုတဲ့ယောဂီမှာစိတ်တဏှုပတ္တနာလို့ခေါ်တာပေါ့ဗျာအဲ့ဒီတော့မိုးကုတ်ဆိုလို့ဘုရားကြီးဟောခဲ့တဲ့အထင်းမှာတတိပဋ္ဌာန်တတိပဋ္ဌာနာဘာဝနာလို့နှမျိုးရှိတဲ့အ낵ကတတိပဋ္ဌာန်ဆိုတာကဖြစ်တာကိုသိပါတယ် ပေါ်တာကိုသိပါတယ်ပေါ်တာကိုသိတာဖြစ်တာကိုသိတာသတိပဋ္ဌာန်အေးအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတို့တရားရှုတော့မယ်ဆိုလို့ရှိရင်မိမိတို့မှာအမြဲအဖြစ်သတိရှိရပါတယ်သတိနဲ့နေရပါတယ်သတိကိုလက်လွတ်ထားလို့မဖြစ်ပါဘူးသတိနဲ့နေသတိအမြဲထား အဲ့ဒါလို့တတိနဲ့နေတော့ယုတ်ကိုရှုမဲ့ယောဂီမှာကာယ ानु ပဒနာတတိပဋ္ဌာန်ယုတ်ကိုရှုမဲ့ယောဂီမှာယုတ်ပေါ်တိုင်းပေါ်တိုင်းသိပါတယ်ယုတ်ပေါ်တိုင်းသိတယ်ဖြစ်တိုင်းသိတယ်အေးအဲ့ဒီလို့အဖြစ်ကိုသိပါမှရှုလို့ရမယ်ဖြစ်တာမှမသိရင် ရှုစရာမရှိသလိုဖြစ်နေတာပေါ့အဲ့ဒါကြောင့်အလုံးယောဂီတူတူကောင်းတို့ဖြစ်တာကိုသိအောင်တတိနဲ့နေတတိထားတတိထားတတောဘိက္ခဝေဘိက္ခုဝိဟတရဘိက္ခဝေယဟန်တို့ဘိက္ခုယဟန်တိတတော တတိရှိတိဖြစ်၍ဝိဟရိယနေရမယ်တဲ့တတိနဲ့နေရမယ်လို့ဆိုတာတတိထားဘယ်နေရာကဘာပြမလဲဘယ်နေရာကဘာပေါ်မလဲဆိုတာယောဂီတို့တတိထားအေးအဲ့ဒါလို့တတိနဲ့နေတော့တကူလုံးမှာပေါ့ဗျာတကောင်လုံးမှာပေါ့ ဒါပေါ်နိုင်တဲ့နေရာကြည့်ပါပဲခေါင်းမှာကြောကုံမှာလက်မှာဒူးမှာခါမှာခြေထောက်မှာစသဖြင့်တကုလုံးမှာအကြောင်းအလျော်စွာ ပေါ်လာတဲ့အချုကံရုပ်ဆိုရင်ရုပ်ဝေဒနာဆိုရင်ဝေဒနာပေါ်လာတဲ့အချုကံဤတတိနဲ့နေတဲ့ပုဂ္ဂိုလ် တတိထားနေရင်သိပါတယ်တဲ့ပေါ်တာကိုသိတယ်ဖြစ်တာကိုသိတယ်အေးအဲ့ဒါကိုဘုရားကတော်မြတ်ကြီးကသမှုတရားဓမ္မာနုပတ္တိဝါအဖြစ်ကိုသိရမယ်အဲ့ဒါရုပ်ပေါ်တယ်ရုပ်ဖြစ်တယ်ရုပ်ကိုရုပ်လို့သိဝေဒနာကို ဝေဒနာလို့နှလုံးသွင်းတယ်စိတ်ကိုစိတ်လို့နှလုံးသွင်းတယ် အဲ့လိုယုတ်ကိုယုတ်လို့နှလုံးသွင်းတာဟာနှလုံးသွင်းမှန်တာပါပဲတဲ့ယုတ်ကိုငါမလုတ်လိုက်နဲ့ဝေဒနာကိုငါမလုတ်လိုက်နဲ့ငါနဲ့တော့မပေါင်းနဲ့စိတ်ကိုလည်းငါမလုတ်လိုက်နဲ့ငါစိတ်အဲ့ဒါလိုမလုတ်လိုက်နဲ့စိတ်ဟာစိတ်ပုံရား အေးယုတ်ဝေဒနာတညာသင်္ခါရဝိညာဉ်လို့ဆိုဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာမှာယောဂီတို့ခန္ဓာ၅ပါးပဲပေါ်เสရရှိပါတယ်ဒီပြင်တခြားပေါ်เสရမရှိပါဘူးပေါ်လာတာဟာခန္ဓာလို့သာမှတ်လိုက်ပါတော့ဥပမာမပူရကပူလာတယ်မအေးရကအေးလာတယ်မလှုပ်ရကလှုပ်လာတယ် တခန္ဓာပေါ့ယုတ်တရားတွေကိုယုတ်တရားတွေကိုခန္ဓာပေါ့အေးဟောကနာတိကအောင်ဟောကကြခဲ့ထုံးခြင်းအမျိုးမျိုးဖုံဖုံနာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ရတယ်ရန်တယ်လို့ဆိုတာမခန္ဓာမခန္ဓာအောင်ဖြစ်တာမခန္ဓာအောင်ဖြစ်တာအေးအဲ့ဒါဝေဒနာပေါ့ဒုက္ခဝေဒနာကိုမှပေါ့တယ် ေးဒုက္ခဝေဒနာကောဒုက္ခဝေဒနာလေးကိုမှပေါ်တာပဲအဲ့ဒီတော့ဩဣတိဤသဘောဟာဖြင့်ဝေဒနာဝေဒနာဤသဘောပဲဒါဝေဒနာပဲလို့သိပြီးတော့အဲ့ဒီဝေဒနာကလေးမြဲမမြဲခိုင်မခိုင်နိစ္စလားအနိစ္စလားဆိုတာကိုယောဂီတို့ဉာဏ်နဲ့မြင်အောင် ဝေဒနာကိုစူးစိုက်ပြီးတော့ကြည်ဝေဒနာကိုကြည်ပါအေးအဲ့ဒီဝေဒနာကိုကြည်တော့ဟောဝေဒနာကပြက်ပြက်ပြမယ်အပြက်ပြမယ်ပျောက်ပျောက်သွားမယ်ပြက်ပြက်သွားမယ်ပျောက်ပျောက်သွားမယ်ရှိတာကမရှိတဲ့သဘောဖြစ်သွားမယ် အေးအဲ့ဒါဟာအလုံးယောဂီလူတို့ကောင်းတို့ဝေဒနာက အနစ်္စပြသွားတာလူပြတဲ့အတန်ယောဂီတို့က သိပေးရုံပါပဲကြေရအထုတ်တာဘာမှ မခက်ပါဘူးမခက်ပါဘူးအေးသမထအလုတ်တို့မဟုတ်ပါသမထအလုတ်လို့မဟုတ်ပါဘူးယောဂီတို့သမထအလုတ်ကမရှိတာကို ရှိအောင်ဖန်တီးပြီးတော့ကြည့်ရတယ် မထကမရှိတာကိုရှိအောင်ရှိလာအောင်ထင်လာအောင် မြင်လာအောင်ကြည့်ရတယ်ဝိပဿနာကဘာခက်လို့တော့ဝိပဿနာကရှိတာကိုမြင်အောင်ကြည့်ရတာရုပ်ဟာရှိတာပဲရှိတာပဲဝေဒနာဟာရှိတာပဲအေးအာယုံ द्वार တိုက်လို့ပေါ်လာတဲ့အချိန်မှာရှိတာပဲအဲ့ဒီရှိတာကိုမြင်အောင်ကြည့်ရတယ် အဲ့ဒီတော့ယောဂီတို့စဉ်းစားကြည့်ပေါ့မရှိတာကိုထင်လာမြင်လာအောင်ကြည့်ရတာနဲ့ရှိနေတာကို မြင်အောင်ကြည့်ရတာဘယ်ဟာကလွယ်မလဲဆိုတာစဉ်းစားတာကြည့်တော့ရှိတာကို မြင်အောင်ကြည့်ရတယ်ရှိတာဒီပရမတ်ပဲဟိုးသမထကြတော့ပညာကိုရှုတယ် မရှိတာကို အရှိဖန်တီးပြီးတော့ကြည်တာအဲ့ဒါကြောင့်တရားအထုတ်တာဟာမခက်ပါဘူးလွယ်ပါတယ်သဘောပေါက်ဖို့တော့လိုတာပေါ့ဉာဏ်ရောက်ဖို့လိုပါတယ်အဲ့ဒါကြောင့်အလုံးယောဂီသူတော်ကောင်းတို့ဝိရိယလေးစိုက်ပြီးတော့ယုတ်ကိုရှုတဲ့ယောဂီမှာယုတ်ကိုရှုဖြစ်ပြမြင်အောင်ရှုပါ ဝေဒနာရှုတဲ့ယောဂီမှာလဲဝေဒနာဖြစ်ပျက်ကိုမြင်အောင်ရှုစိတ်ကိုရှုတဲ့ယောဂီမှာလဲပဲစိတ်ဖြစ်ပျက်ကိုမြင်အောင်ရှုဖြစ်ပျက်ဆိုတာကိုကတမင်္ဂလာလှုပ်ယူတဲ့ဖြစ်ပျက်မဟုတ်ဘူးအရှုခံဓမ္မကပြ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 နေတာအရှုခံတရားကပြနေတာသူပြတာမြင်အောင်ကြည့်ဖို့ပဲတလတ်တော့မခက်ပါဘူး ယုတ်ကိုရှုရင်ယုတ်ကဖြစ်ပြက်ပြတာဝေဒနာရှုရင်ဝေဒနာကဖြစ်ပြက်ပြပြတယ်သူပြတာကိုယောဂီကမြင်အောင်ကြည်ပါနှလုံးသွင်းပါလို့တိုက်တွန်းပါတယ်အားလုံးကြိုးစားအထုတော်မူကြပါယောဂီသူတို့ကောင်းတို့